အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်ကလူကြီးတွေပြောရင်အဖမ်းခံရမှာမို့တတိကြီးကြီးထားပြောနေရတယ်လို့ပောက်ကူတော်ပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်ပါတယ်ဗျဒီနေ့ဦးစင်းပြောချင်တာကတော့တတင်းလေးတွေကတတင်းလေးတွေကပြောရတာဗျလူကြီးအများစုကနော်လူကြီးတွေအများစုကအာဏာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခဏချိုက်ချင်းလဲနေဗျတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေထဲမှာတမ်းမတော်ရရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြီသူကနှထိုင်းနေဖြစ်ပေါ်ပါများတယ်နော်ဒါတစ်ခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကပြောပြတို့တို့ကတစ်ခါတည်းကျပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီနတ်ဘက်ကတမ်းမတော်အားကိုးခြင်းနဲ့အဲ့တော့အားကိုးခြင်းအောင်လဲနတ်ဘက်ကတမ်းမတော်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲ့ကြောင့်ဥစဉ်တော့ကလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြန်နော် တော့ကိုပြောတဲ့စကားဦးစင်းတို့ပြောတဲ့အရာကိုဦးစင်းတို့ကတရားခိုင်တော့အာမခံရတယ်။မှားလို့ရှိရင်တရားဆွတ်ပလိုက်။မှားလို့ရှိရင်ထောင်ချပလိုက်။ဒါဦးစင်းတို့ကဒါဦးစင်းတို့ပြောနေတဲ့စကားတွေကပြည်သူတွေရဲ့စကားကိုပေါက်ကိုတော့အနေနဲ့ဖောက်တယ်ချပြတာ။လူကြီးတွေဒီအောင်ဖောက်တယ်ချပြရနော်။အလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်။နားလေးတဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော်။လေးကြီးအောင်စောင်းနေရ။သူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်။နော်။သူတို့အကြောင်းတွေပြောလိုက်လို့ရှိရင်သူတို့အတုံးမကြတဲ့အကြောင်းတွေမှပြောလိုက်လို့ရှိရင်နော်။ဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးနော်။ တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လက်ဖြစ်ခြင်းဖြစ်မှာပေါ့နော်အဲ့တော့ဥသင်တို့ဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့တောင်တာဘက်မှာဆိုလို့ရှိရင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်တာမှာပြတ်တာစားတွေရှိတယ်တမ်လို့ရားတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်တာမှာဆိုဒီနေ့နေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဥသင်တို့တရင်နေခဏခဏပြောပြောပြရဒါပဲနဲ့ဖိဖိစီစီမလုပ်တော့လူနာအထိလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလည်းခုဘက်ကနော် တော့တောင်တာမျိုးလည်းဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာနော်ဒါလူကြီးတွေကိုဦးစင်းတော့တိအောင်ပြောပြဒါလောက်ပဲဦးစင်းတော့ပြောချင်တာဗျာနော်မြင်းကြံမှာကတော့မြင်းကြံတို့ဒါမြင်းကြံတို့နှစ်ထိုးကြီးပဲမှာကတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့မြင်းကြံဘက်မှာကထိလို့မရဘူးမြင်းကြံကထိထိမိမိနဲ့ရှိရင်လိုက်စော်တယ်လိုက်လုပ်တယ်ဒီမြင်းကြံနဲ့လက်ရှိမြင်းကြံမှာရောက်နေတဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်ပေါ်လာဆွဲဖမ်းခံရပြီးစစ်မှုထမ်းအဖြစ်တွတ်တွင်းခံရသောတပ်သားတစ်နှစ်ဦးလက်နက်ခဲယမ်းနှင့်အတူအလင်းဝင် စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်မှုထမ်းတပ်သား၁နှစ်ဦးလက်နက်ခဲယမ်းနှင့်အတူအလင်းဝင်ခဲ့ကြောင်းတော်လန်ရေးတရင်ရင်းမြစ်ဖြစ်သောတို့အရေးချန်နယ်တွင်ရင်းမှုမရွှေကျူးကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်မေလ28ရက်နေ့စကိုင်းတိုင်းမုံရွာမြို့ခြေဆိုင်စစ်မှုထမ်းတပ်သား၂ဦးသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံအလင်းဝင်လိုကြောင်းဆက်သွယ်လာသဖြင့် နိဆက်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆက်သွယ်ပေးခဲ့ရာမှာတဲ့အမျိုးအစားတနက်နှစ်လက်36ခွင်းပုံးနှစ်လုံးနေမိုင်းနှစ်လုံးငါတတမ56ကြီအတောင်200ရိုးနှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်အလင်းဝင်နာကိုဘေးရန်ရဲ့ကင်းရှင်းစွာနဲ့ခေါ်ထုတ်ပြီးပြီးဒါပေမဲ့လက်နက်ခဲယမ်းတွေပါလာတော့စုငွေချင်းမြင့်ရမှာစုချင်းမြင့်နိုင်ဖို့အလူရှာနေတယ်လက်ရှိတပ်ဖွဲ့ကနေတော့ချိတ်ဆက်ပေးတဲ့တပ်ဖွဲ့ကနေလိုအပ်တာကူညီပေးထားတယ် ချိတ်ဆက်ပေးထားတဲ့အဖွဲကလည်းရက်ကြီးပကဖဆိုတော့ငွေကြီးအခက်ခဲရှိတယ်။သူတို့လုံလုံခြုံခြုံနဲ့အမြန်ဆုံးထွက်ရဖို့အမြန်ဆုံးလိုက်ချိတ်ပေးထားတာပါ။သူတို့ကတော့ပကဖထဲကနေဆက်ပြီးတော်လန်ရေးလုပ်နေမယ်လို့ပြောပါတယ်ဟုတို့အရေးချန်တဲ့အတွင်းရင်းမှုမရွှေကျူးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်။ အလင်းဝင်ရောက်ခဲ့သူစစ်မှုထမ်းတပ်သား2ဦးသည်စစ်ကောင်စီတပ်မှပေါ်လာဆွဲဖမ်းဆီးကာစစ်မှုထမ်းတပ်သားဖြစ်စူဆောင်းခံရသူများဖြစ်ပြီးပေါ်လာဆွဲခံရစဉ်ကလေးကထွက်ပြေးရန်ကြိုးစားခဲ့တော်လဲအောင်မြင်မှုမရှိခဲ့ကြောင်းထို့ကြောင့်စစ်မှုထမ်းအပတ်စဉ်၈ကိုတက်ရောက်ခဲ့ရပြီးတင်းနှန်းဆင်းပြီးနောက်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပိုးပို့ဆောင်ခံခဲ့ရကာအလင်းဝင်ရောက်ချိန်ထိစစ်တပ်အတွင်း၅လကျော်တာဝန်ထမ်းဆောင်ပေးခဲ့ရကြောင်းသိရသည်စစ်တိုင်းမူလားမသိဘူးနော်စစ်တိုင်းမူနာမည်တော့မပြောတော့ဘူး သူနဲ့ကဘတ်တာဆိုင်နဲ့အဆင်ပြေတယ်ညီညွတ်မှုကောင်းတယ်ဘတ်တာဆိုင်ရဲ့စကားကိုလည်းသူကနားထောင်တာမဟုတ်ဘူးတုံ့တက် ပြေတယ်ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်တုံ့တက်တဲ့အတွက်ကြောင့်အရန်အဆင်ပြေတယ်အဲ့တော့အဆင်ပြေတဲ့အတွက်ကြောင့်ရှိတဲ့နေရာတိုင်းမှာအခါရခွင့်ပြုပြီးမှချက်ချင်းလိုက်တော့အကြမ်းဖက်ဒီခွင့်ပြုဝယ်ပြီးပြရတယ်ပေါ့ဗျာနော်ခွင့်ပြုဝယ်ပြီးရတယ်မြင်းကြောင်တို့ချောက်တော့မပြောနဲ့နော်ဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လို့တင်ရတယ်အဲ့တော့စိတ်ဝင်နေတော့တင်ရတဲ့အခါမှာဦးဇင်းတို့ ပြောချင်တာကတော့ငိမ့်နေတာဘယ်မှာမကောင်းငိမ့်နေတာမကောင်းဘူးပြန်နော်ရေးရေးမှာတနည်းအားမှာရေးငိမ့်နေပြီဆိုလို့ချင်းလှုပ်နေရပဲအဆင်ပြေတယ်ရေးကငိမ့်နေပြီဆိုအရင်ကမှအန်တရာယ်ရှိလို့ပဲဒါလည်းသိအောင်ပြောပြတော့ဘူးပြန်နော်အဲ့တော့မရေရဘဲတို့ဦးစင်းတို့ဒီမှာဆိုရင်ထမ်းမြင်ကုန်ဆိုလို့ရှိရင်ဦးစင်းတို့ပတ်တာစာတွေတမတော်စာတွေနဲ့ပတ်တာစာတွေရဲတွေနဲ့ပူပေါင်းပြီးတိုက်လိုက်တော့ရပါတယ်အဲ့တော့တို့တွေအဲ့နေရာကိုပြန်တိုက်ဖို့တော့တို့တွေလူစုနေတယ်အဲ့နေရာကိုတို့တွေ online ကျင်းလိုက်တို့တွေဝင်လိုက်မယ်အဲ့တော့ခုဘက်ကဘာတွေကြိုးလုပ်မလဲဘာတွေကြိုးပေးစမလဲခုအားတာတာတော့ခုဘက်ကဒီထမ်းမြင်ကုန်မှာဦးစင်းတို့က နော်ထိုင်းမင်ကအနီးတဝိုက်ပေါ့ဗျာအိုက်ဘက်ဒီမှာဥစဉ်တော့ကဖြူဝမှုရဲ့ဖြူဝမှုရဲ့လုံဆောင်မှုပဲချီချူရမှာပဲဗျာနော်ဒီဖြူဝမှုကပြည်သူစစ်တေကိုလည်းသူကအားကိုးတယ်ပြည်သူစစ်တေကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ပြည်သူစစ်တေပေါ်ပေါ်လည်းသူလူဝါဝါလာမကြိုက်ဘူးဘယ်ပုံမှုဖြစ်ဖြစ်သူလူဝါဝါလာမကြိုက်တခါချက်ချက်ခေါ်ပြောတယ်နော်မင်းတို့ရှိဒီဒီဖြူဝမှုစကားဆိုတော့မင်းတို့ပြည်သူစစ်တေကွာငါတို့တပ်မတော်တိုင်းနဲ့အတူတိုက်ပြရတကယ်ကိုကျေးဇူးတင်တယ်ကြောင့်သူကအေးစစ်စစ်ပြောတာနော်ပြည်သူစစ်တေကို အားလုံးကတော့ဒီတချို့အရာရှိတော်တော်များများဒီ viewer မှုကိုမကြိုက်ဘူး။ဘာကြောင့်မကြိုက်တာလဲ။ဒီ viewer မှုကမှန်လွန်းတော့မကြိုက်တာ။ဒီ viewer မှုကအသုံးမကျအသုံးမကျအောင်ဆိုပြီးခေါ်ပြောတဲ့အတွက်ကြောင့်တချို့ဗိုလ်မှုတွေကရှေ့မှနေပြီး video တွေဟောက်ငံပြီးမှဆရာကြီးစတိုင်နဲ့စစ်ကောင်ကောင်းတိုက်ခူလာမဟုတ်ဘူး။နော်ဆရာကောင်းကောင်းတိုက်ခူလာမဟုတ်ဘူး။ view တွေဆရာကြီးစာထားကြီးနဲ့ဗာကြီးနဲ့တွေးနိုင်တဲ့ video တွေပေါ့ဗျာမတွေးနိုင်တဲ့ video တွေတို့မျိုးဒါနဲ့ဒီ viewer မှုကြတော့ဒါမှမရဘူး။မရဘူး။မရဘူးကိုဗိုလ်မှုမကလည်းကောင်းအောင်အလုပ်လက်တက်တွေပြလုပ်ပြဟုတ်လား။အဲ့တော့တော်လို့ပေါ့ဗျာထမ်းမြင်ကုန်ချိန်လုံးတွင်းမှာရပါတယ်နော်။ တော့ပြောချင်တာကတော့ timing ကိုတိုက်ဖို့တို့တွေပြင်ဆင်နေ timing ကိုတို့ကလှုပ်ဆောင်နေတယ်အဲ့တော့ဥစဉ်တို့ပို့ပြီးမှဂယူဆန်ရမယ် timing ကိုတို့ပဲချိုးတော့ပါတယ်ဒီတို့လည်းဥစဉ်အနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တီကိုစိတ်ဓာတ်ကြာဆင်းအောင်တည်နေမှရတယ်မှာဆိုဖဲတီးတွေရှိတယ်နော်ဘိုကုန်းတွေပေါ့ဘိုကုန်းတွေအရာရှိကုန်းတွေရှိတယ်နော်ဒါမျိုးဟာဒီကချို့ဘောကုန်းရရှိကုန်းနဲ့စီဝိုင်းဓမ္မတွေရှိတယ်စီဝိုင်းဓမ္မကြောင့်ဒီစီစဉ်အာယုံနောက်လို့ရှင်တို့ဒီနေ့မှိုင်းနဲ့ညာတိုက်ပြလိုက်တယ်နော်ဘောကုန်းဓာမျိုးတွေရှိတယ် ါကြောင့်ဦးသိန်းတို့ခရုဆက်ရမယ်နော်သူတို့တွေဘလောက်ပဲတွေးခွဲခွဲသူတို့တွေပြုစုစစ်ထဲနဲ့ထွက်ချောင်းမယ်ဘလောက်ပဲပြောပြောစိတ်တက်ကြအောင်မယ်ပြောပြောဘလုံးမစိတ်တက်မကြနဲ့ကိုလိုကိုလိုနိုင်ငံတော်မပုံကန်နဲ့နိုင်ငံတော်ထိခိုက်အောင်မလုပ်နဲ့တမတော် ပုံရိပ်ကြအောင်မလုပ်နဲ့ကျန်တာတော့ကိုဟာကိုဟုတ်လားနော်ဒါကတော့ကိုဟာကိုဘလို့ပဲပတ်စံတော့ရှားတော့ရှားတာပဲဟုတ်လားပြည်သူဒုက္ခရောက်အောင်မလုပ်နဲ့ပြည်သူနစ်နာအောင်မလုပ်နဲ့ဒါလေးလည်းပြည်သူစစ်တွေအားလုံးတော့ပြောချင်ပါတယ်ဗျာနော် တန်တဲ့ခေါ်လာဟာလာအဲ့တရေနေတင်းနေဆိုအာယုံမဆိုင်နဲ့အာယုံမဆိုင်နဲ့သူ့ဟာကိုဘယ်ဘိုးကျုပ်ပိုင်နဲ့ဘဒုပိုင်နဲ့ဂယုမဆိုင်နဲ့နော်ဒါလေးလည်းပြည်သူစစ်တွေအားလုံးပြောချင်တဲ့စစ်စီလုံးနဲ့ညွညွလုတ်ပါတမိုင်းကစကားပြောသွားပါလိုက်မယ်။အောင်တစ်ချိန်မှာတမိုင်းကစကားပြောသွားပါလိုက်မယ်နော်။အဲ့တော့ဦးစင်းကဒီရက်ထဲမှာဆိုလို့ရှိရင်ဒီတရေလေးတွေပြောတယ်။ပေါ့မြုံနယ်မှာဆိုရင်လည်းဒီနေရာမှာတစ်ဆက်ထည့်ပြောချင်တယ်။နော်နမကတိုင်မူကြီးခမညာနာကဒီတိုင်မူကြီးစီဝဲတောင်းဆိုချင်ပါတယ်ဗျာနော်။ဦးစင်းတို့ဒါပြည်သူစစ်ရွာတွေမှာစာရင်ကြောင်းဖွင့်ချင်တယ်။အဓိကအဖြစ်ဇီးပြားတွေမှာလည်း စာရင်ကျောင်းဖြစ်နေတဲ့ကိုကိုစုတွေမှာလည်းစာရင်ကျောင်းဖွင့်ခြင်းနဲ့အဲ့တော့ဇီးရရကဥသိန်းကိုပို့စာပညာရေးဝန်ကြီးဌာနနဲ့ဥသိန်းနဲ့မှားပြီးပို့လမ်းမတိပါဘူးဗျဘာလို့လိုအပ်တယ်လဲဆိုလို့ရှင်ဇီးရရမှာစာရေးကရိယာစာအုပ်တွေနဲ့ဒီတင်ယိုးကျောင်းဆန်းစာအုပ်တွေအရန်လိုအပ်နေတယ်ဒီစာအုပ်တွေမပို့လို့ရှင်ဇီးရရမှာကျောင်းဖွင့်ခြင်းနဲ့မင်းကျောင်းဖွင့်တော့ကလည်းဇီးရရမှာစာရင်ကျောင်းမှာမီးရှို့ခိုင်းရတဲ့ကြောင့်ကလေးတွေစာတင်ရဖို့အတွက်အခက်ခဲဟိုပါပေါ့အခက်ခဲတွေ့နေရအဲ့တော့ပညာရေးဝန်ကြီးဌာနကတော့နားလေးနေတယ်ထင်တယ်ဗျနား သူတို့ကရပေါက်ရလမ်းမှာလားသူတို့ကအဆင်ပြေမှာဗျာနော်ဒီဘက်ရွာရမှာမဟုတ်ဘူးလေအဲ့တော့သူတို့တွေမခွေးတိုင်းပညာရေးဝန်ကြီးဌာနအဲ့လောက်ဒီအာယုံဆိုင်မှာမဟုတ်ဘူးဗျာနော်အဲ့တော့မခွေးတိုင်းတိုင်မှုကြီးပဲပေါက်ကတော့အားကိုးကျင်ပါတယ်ဗျာနော်မခွေးတိုင်းတိုင်မှုကြီးခင်ဗျာဇီးဘက်ရွာတို့တဲ့နဲ့ဒီလူစီရွာတွေမှာဒီစားနဲ့ရိုက်ကားရောပေါ့နော်ဒီကဒီဇီးဘက်ရွာကတောင်းဆိုထားတာစာအုပ်တွေနဲ့ဒီစာရေးကိရိယာတွေအထူးလိုအပ်လေလိုအပ်တဲ့အကြောင်းကိုဒါဥစဉ်စီကိုတင်ပြထားပါတယ်ဗျာနော်အဲ့တော့မခွေးတိုင်းကဟိုနမကတိုင်မှုကြီးတကကြီးလူမင်းထွန်းပေါ့နော် အများဆုံးဆောင်ရွက်ပေးဖို့အတွက်ပေါ့ကိုတော့မေတ္တာရက်ခံခြင်းပါလေဗျဒကာကြီးကိုအခုလို့ဒီစာရေးကရိယာရေးဒကာကြီးနဲ့တော့မဆိုင်ပါဘူးနော်ပညာရေးဝန်ကြီးဌာနနဲ့ပါနော်ဒကာကြီးကိုအားကိုးလို့ပဲကျုပ်တို့ကမေတ္တာရက်ခံတာပါဗျအားလုံးတာပါပဲဗျ